အားလုံးမင်္ဂလာပါဝတ္တရှိကတော့ news gallery channel ကနေပဲဖြစ်ပါတယ်ရှင်ဒီနေ့မှတော့ဝတ္တရှိက n3 သမားတွေအတွက်နောက်ဆုံးချက်နေတဲ့ week 6အချုပ်ကလေးကိုဒီနေ့အာရှင်းလင်းလုပ်ပြီးမှဖြစ်ပါတယ်အတော့အချုပ်ဖြစ်တဲ့ကြောင်းမလို့အရင်ဗီဒီယိုတစ်ဖန်ရင်းနေတုန်းကလို့တော့တခန်းတခန်းနေတုန်းကလို့တော့အချက်တဝင်းရှင်းပြမှာမဟုတ်ပါဘူးဒါပေမဲ့လည်းပဲတခါလေးဒီမှာထပ်ပြီးတော့ revision ပြန်တဲ့အနေနဲ့မှတ်မိအောင်တော့ပြပြပြတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဝတ္တရှိတို့ဒီနေ့မှာတော့ week 6ဒီ channel ရဲ့ grammar pattern 20 နှစ်ခုပေါ့နော်22ခုကိုဝတ်သရှင်နဲ့အတူတူ revision ထပ်ပြန်ကြမယ်နော်ဝတ်သရှင် channel ကဒီနေ့မြဗီဒီယိုတိုင်းကအခုတည်းအကျိုးရှိတယ်ဆိုရင် channel လေးကို subscribe လေးလုပ် notification လေး on target လို့ရပါတယ်ရှင်မြန်မာနိုင်ငံကဆိုရင်လည်း VPN လေးခန့်ကြည့်ပေးဖို့ request လုပ်ပါစီကဲဒါဆိုရင်ဒီနေ့ week 6 channel ရဲ့ week 6ကိုချုပ်ကြမယ်နော်ဒါပြီးသွားလို့ရှင်တော့ဝတ်သရှင်ဇမတုံမဲ့တအုပ်လုံးကို တခန်းချင်းစီရော revision တပတ်ချင်းစီရော ပြန်လာပြီးသွားပါပြီရှင် အကုန်လုံးတအုပ်လုံးစာအချုပ်ကိုတော့ဝတ္တရှိလုတ်ပေးနိုင်ဖို့ကတိတ်တော့မတိချပါဘူးလုတ်ပေးတော့လုတ်ပေးခြင်းပေမဲ့ဝတ္တရှိဒီဘက်ကအချင်းကြီးအကြောင်းကြောင်းကြောင့်အာမမခံနိုင်ဘူးပေါ့နော်လုတ်ပေးမယ်လို့ပြောပြီးမလုတ်ပေးဖြစ်သွားမှလဲဆိုလို့ပါဒါကြောင့်မလို့ဒီ ဗီဒီယိုအချုပ်6ခုကြည့်ရဆိုရင်ကိုဆမွေးတက်တော်ကြီးအဆင်ပြေမယ်လို့တော့မျှော်လင့်ပါတယ်။လုံးဝအချုပ်မရရင်တောင်မှဒီဗီဒီယို6ခုကိုချက်ခါချက်ခါနေရနေတိုင်းကြံနေတဲ့တပတ်အတွက်တင်မှနေရနေတိုင်းကြည့်သွားမယ်ဆိုလို့ရှိရင်တော့ရှင်တို့လေးအတွက်အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်။အနည်းငယ်ဆုံးဝတ္တိရှိဘက်ကအန်ဒရီသမားတွေအတွက် grammar နဲ့ပတ်သက်ပြီးတော့ကြိုးစားပေးခဲ့ခြင်းပါ။ခေတ္တဆိုရင်တော့အခုစမယ်နော်။ပထမဆုံးဝတ္တိဘူအုပ်စုဆိုပြီးခွဲလိုက်တယ်ပေါ့နော်ဘူအုပ်စုဘူအုပ်စုလို့ဘာလို့ပြောရလဲဆိုရင်အားလုံးကညင်တာနောက်မှာ နောက်မှာ9နေနဲ့နောက်မှာ9 form နေနဲ့ကြည့်လိုက်မှာအားလုံးကညင်းတာမလို့ဝတ္တရှိကသူတို့ဘူအုပ်စုလို့သတ်မှတ်လိုက်တာဘူအုပ်စုပရမတ်ခုက cash day cash day ကဘယ်တော့မှ cash day ပါရင်နောက်မှာအကောင့်ညင်းမယ် buff လဲအညင်း credit လဲအညင်း na credit နောက်လဲအညင်းဒါတော့ညင်းမယ်ဆိုရင်ဘယ်လိုညင်းမလဲဆိုတော့ထပ်ပြောနေကြမလို့ဘူးလို့ထင်ပါတယ်နော်အဲ့တော့ cash day 9ဘယ်တော့မှဘူး cash day 9ဘယ်တော့မှဘူး ဒါကပါလဲဆိုလို့ရှိရင်အရင်ကလောက်ခဲ့လို့ရှင်တောင်းပါလေအခုကစပြီးတော့နောက်နောက်ဘယ်တော့မှမလောက်တော့ဘူးဆိုတဲ့အတိတ်မျိုးနဲ့ပြောတာဖြစ်ပါတယ်ဘယ်တော့မှဘယ်တော့မှအဲ့လိုမျိုးလုတ်တဲ့ကိစ္စဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ cashtag akira men nai ဘယ်တော့မှလက်မလျှော့ဘူးသူ့ဘက်မှာလက်လျှော့မယ်ဆိုတဲ့ကိစ္စဘယ်တော့မှရှိလာမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတာဖြစ်ပါတယ်နောက်တစ်ခုက mataku nai ဒါကလည်းအကုန်အငင်းပါပဲ ဒါကကြတော့ဇန်းဇန်းနဲ့တူတယ်မတကူကဇန်းဇန်းတခါတလေတကယ်လို့မြန်ပေါ်တော့ဟိုကြံဖန်ပြီးတော့ပြောရတာပါစိတ်မင်းနေမှာများပါခဲ့တယ်ဆိုရင်တောင်မှမတကူဇန်းဇန်းအတူတူပဲเนาะမတကူဇန်းဇန်းလုံးဝဘူးအဲ့တော့ဘယ်တော့မှဘူးနဲ့လုံးဝဘူးနဲ့ဘာကွာလဲလို့ပြောရင်သူကကွာဒီဇန်းဒီမတကူဇန်းဇန်းကကြတော့ဒီတိုင်းအရှိ့ကိုအရှိ့တိုင်းညင်းဆိုတာလုံးဝမကြိုက်ဘူးကော်ဖီလားလုံးဝမကြိုက်ဘူးအဲ့ဒါလား လုံးဝမစားဘူးလုံးဝမတော်ဘူးဒီတိုင်းအရှိကိုအရှိတိုင်းပဲမလုံနိုင်ကြောင်းမလုံကြောင်းပြောတာပေါ့နော်ဒီမှာဆိုရင်မာတာခုဝါခရနိုင်လုံးဝနားမလဲဘူးသူအရှိကိုအရှိတိုင်းပဲချပြတာဒါကြနောက်နောက်ဘယ်တော့မှမလုံဘူးဆိုတဲ့ဆရာထက်တန်မှုပါတယ်ပေါ့အဲ့လိုမျိုးလေး꿰ပါတယ်နောက်တစ်ခုဒါကလည်းနိုင်မယ်ဒါကစကိုရှိမို့ဒါမှမဟုတ်ရှင်ချစ်တုံမို့ချစ်တုံမို့ပဲပြောပြောစကိုရှိမို့ပဲပြောပြောနိုင်စကိုရှိမို့နိုင်နည်းနည်းလေးမှဘူးဒီဟာလေး ကျွန်တော်မပြောနဲ့နည်းနည်းလေးတောင်မှနှင်းကိုနည်းနည်းလေးတောင်မှမချစ်ဘူးဟာလာဒီမုံလေးကိုနည်းနည်းလေးတောင်မှမစားဘူးအဲ့လိုမျိုးကနည်းနည်းလေးတောင်မှဘူးဒီမှာဆိုရင်အာနာတောင်ကုတုစကိုရှိမစုကီတဲနိုင်မင်းကိုနည်းနည်းလေးတောင်မှမချစ်ဘူးမငုံနဲ့နော်နာရကနာရကကကြတော့မေတ္တာနိဗ္ဗာန် မေတ္တာနဲ့နိုင်ငံကြတော့မရှိသလောက်ပဲလှုပ်ခဲလာတယ်ပေါ့နော်အဲ့လိုမျိုးကိစ္စရဲ့ဆိုတာမရှိသလောက်ပဲအဲ့လိုဖြစ်ပြမျိုးဆိုတာမရှိသလောက်ရှားတယ်ဒီလိုခွင့်ကြီးမျိုးဆိုတာမရှိသလောက်ရှားတယ်စသဖြင့်မရှိသလောက်ပဲဆိုတဲ့ကိစ္စရဲ့မျိုးတွေအပေါ်မှာဆိုလို့ရှိရင်ဝါတရှိတို့ကဖြစ်ခဲတာလှုပ်ခဲတာပေါ့နော်နားလည်အောင်ပြောရမယ်ဆိုရင်တော့အဲ့ဒါမျိုးကဖြစ်ခဲတယ်ဖြစ်ဖြစ်တောင်ဖြစ်ခဲကြုံတော့ကြုံခဲလှုပ်အာလှုပ်ဖို့လည်းတက်ပြီးတော့မဖြစ်မရှင်းနိုင်ဘူးပေါ့နော်လှုပ်ခဲလာတဲ့ကိစ္စရဲ့မျိုးတွေဆိုလို့ရှိရင်တော့မေတ္တာခုဗနာခွန်မချင်းစုကမေတ္တာနိုင်အဲ့လိုမျိုးအခွင့်အရေးက ဒီမရှိတလောက်ရှားရဲပေါ့เนาะဒါကြောင့်မလို့ဒီခွင်ရေးကိုလွတ်မခံနဲ့ရယူဆိုပြီးတော့ပြောတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ဘူအုစုမှာ၄ခုရှိတယ် catch the night ဘယ်တော့မှဘူးမတာခု night လုံးဝဘူးစမ်းစမ်းနဲ့အတူတူပဲပြီးလို့ရှိရင် scotch mo night နည်းနည်းလေးမှဘူးမေတာနေ night မရှိတလောက်လောက်ခဲလာရဲဆိုတဲ့ကိစ္စရဲ့မျိုးတွေကိုတောင်းမှဖြစ်ပါတယ်နောက်တစ်ခုကကြတော့အကယ်၍အုပ်စုအကယ်၍ဆိုမှတော့မိုးရှိပါမှာပေါ့မိုးရှိနောက်မှလေ buff ကို birthday ဤရဲ့ချစ်တဲ့နားအဲ့ချစ်တဲ့နောင်းတွေကိုတဖောင်ပြောင်းမယ်တဖောင်ပြောင်းတာတွေမိနေဟိုမိနေတာလားလို့ပြောရင်တော့အန်ထရီရောက်ပြီဆိုတော့မိမယ်လို့မထင်ပါဘူးเนาะတကယ်လို့မိနေလည်းပြန်ကြည့်တော့ဒီအခြေတဝင်ရှင်းမပြတော့ဘူးမရှိမို့ birth ကိုတဖောင်ပြောင်းနာရတခါတလေမှအဲ့နာရကြီးကပါချင်မှပါမှာဒါရလည်းဖြစ်သွားနိုင် ဖြစ်သွားနိုင်တယ်ပေါ့เนาะအဲ့တော့မရှိလို့ပြောရင်နောက်မှာ birth တဖောင်နာရနဲ့တွဲမယ်အကယ်၍အလိုဖြစ်ခဲ့ရင်ဒါကြပဲချိန်မှာတောင်းတာလေဆိုရင်ဖြစ်ပြီးတော့ရတဲ့ကိစ္စရက်တွေအပေါ်မှာတောင်းမယ် ဟိုဘယ်လိုပြောရမလဲကွယ်သူဖြစ်ပြီးသွားတဲ့ကိစ္စရက်တွေကိုပြန်ပြောင်းတွေးတဲ့အခါမျိုးမှာပြောတာပေါ့နော်အကယ်၍မင်းနဲ့သာတွေ့ခဲ့မယ်ဆိုရင်အကယ်၍အာဒီလိုမျိုးသာဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်ဖြစ်ပြီးသွားတာဖြစ်ပြီးသွားတဲ့ကိစ္စရက်တွေကိုပြန်ပြောင်းတွေးတဲ့အခါမျိုးမှာဆိုလို့ရှိရင်နော်မရှိပြီးလို့ရှိရင်ဖောင်နေအားလုံးတာဖောင်ပြောင်းဒီ buff ဒီ agility ကိုတာဖောင်ပြောင်းပြီးနာရကတ်မယ်ပေါ့မိုရှိအနာတာနိအဝနာခတ်တာနာရ တကယ်လို့မြန်မင်းနဲ့မတွေ့ခဲ့ရင်ရောခတာနော်နီနော်ရောခတာနော်နီနော်ကောင်းပါပဲနော်အကယ်မြန်မင်းနဲ့မတွေ့ခဲ့ရင်ကောင်းပါပဲနော်တကယ်တော့တွေ့ပြီးသွားပြီဖြစ်ပြီးသွားပြီအဲ့လိုမျိုးဖြစ်ပြီးသွားတဲ့ကိစ္စရက်တွေကိုပြန်ပြောင်းတွေ့ပြီးတော့အဲ့လိုသာဖြစ်ခဲ့ရင်မဖြစ်ခဲ့ရင်ဆိုပြီးတော့ပြောတာပေါ့နော်ဒီမှာတော့အာနိုင်ဖောင်ပြောလိုက်တာအကယ်၍မင်းနဲ့မတွေ့ခဲ့ဘူးဆိုရင်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်နောက်တစ်ခုနောက်တစ်ခုကကြတော့မိုရှိမိုမိုရှိမိုကကြတော့ ဒါရရီနာရရီနဲ့တွဲမယ်။သူကဘာကွာလေးလို့ပြောရင်ဘာမှမကွာဘူး။သူ့ရဲ့ atrue special found လို့ပြောရမှာပေါ့နော်။မိုးရှိရဲ့ပိုလေးနဲ့တဲ့အတော့အကယ်၍ဒီလိုမျိုးသာဖြစ်ခဲ့ရင်သူကတော့နှစ်ခုပြောလို့ရတယ်။အဲ့တော့မိုးရှိမွေရဲ့နောက်မှာလိုက်မှသည်တဲမိုးဆိုပြီးတော့လဲလိုက်နိုင်တယ်။ဒါမှမဟုတ်လို့ရှင်လေဒါရနာရရီလဲလိုက်နိုင်တယ်။အကယ်၍ခဲ့ရင်အကယ်၍ဆိုရင်တောင်းဆိုပြီးတော့နှစ်မျိုးပြောလို့ရမှာပေါ့နော်။အဲ့တော့ဒီမှာတော့မိုးရှိမုံနဲ့မိုးရှိရတော့ဒီလိုအရန်ထွေထွေရောမှတ်ဆရာမလို့ပါအောင်ဘတ်ဖောင်တွေကိုမမှတ်နိုင်ဘူးဆိုရင်တာရနာရလိုပဲမှတ်လိုက်ပါ ဒီမှာဆိုရင်မိုရှိမိုတာရနာရတာရလည်းနည်းနည်းနာရလည်းနည်းနည်းနော်ဘာတိပြောထားပြီးသားပါဒီမှာဆိုရင်အာနုခိုနီးတဲ့ ဲ့ကလေးလေးမှာမိုးရှိမွန်သောခုတ်တော်ကအတာရာတို့ရှိရောတကယ်လို့မြန်ဟိုဂျုံနှောင်းဂျုံကဲကိစ္စရက်တွေပေါ့နော်မိုးရှိမွန်သောခုတ်တော်ကိုတရှိအဲ့တုန်းကရှင်းပြခဲ့တယ်ဂျုံနှောင်းဂျုံကဲကိစ္စဂျုံနှောင်းဂျုံကဲအခြေအနေဂျုံနှောင်းဂျုံကဲအခြေဆိုရင်ဒီလိုမျိုးရေးရတယ်ဆိုပြီးတော့ပေါ့မိုးရှိမွန်သောခုတ်တော်ကအတာရာတကယ်လို့မြန်အဲ့ဒီကလေးလေးမှာဟိုဂျုံနှောင်းဂျုံကဲကိစ္စရဲ့မျိုးတွေဒါဖြစ်နေခဲ့ရင်ဘယ်လိုလုပ်မလဲပေါ့နောက်တစ်ခုကတဲမိုတဲမိုကကြတော့ဒီမှာဆိုရင်မိုးရှိမွန်နင်းသာတို့တဲမိုအာမိုခိမီကိုအိုက်စရခုတ်တော်ဝနိုင် ပြောချင်တာကတော့တကယ်လို့မြန်အကယ်၍ပေါ့နော်တိတ်သွားမယ်ဆိုရင်တောင်မှနင့်ကိုတော့နင့်ကိုတော့ချစ်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့လိုမျိုးပြောတာဖြစ်ပါတယ်အာတက်စင်တော့ရောခွန်းလို့ပါမမီအောင်လုပ်ထည့်ထားတာဖြစ်ပါတယ်။ဒါပြောချင်တာကွာဒီမှာဆိုရင်မိုးရှိ၃ခုရှိတယ်။မိုးရှိမိုးရှိမိုးမိုးရှိဒီမိုးရှိကကြတော့လေအကယ်၍ဆိုရင်တောင်သူကလက်တွေ့မှာ ဖြစ်နိုင်ချေနေပေမဲ့ဖြစ်လာရင်ဆိုပြီးတော့ ဟိုအဲ့လိုမျိုးလေးဖြစ်လာရင်ဆိုပြီးမျှော်လင့်ပြီးတွေးပြီးပြောတာပေါ့ကွာလက်တွေ့မှာတော့တကယ်ဖြစ်နိုင်ဖြစ်မလာနိုင်မှုဆိုတာလည်းသိတယ်ဖြစ်နိုင်ခြင်းနေတိုင်းဆိုတာလည်းသိတယ်ပေါ့အဲ့တော့မိုရှိမိုတုရှ်တဲမိုတုရှ်တာတုရှ်တတ်တဲ့ကအကယ်၍ဆိုရင်တောင်းလက်တွေ့မှာဖြစ်နိုင်ခြင်းနေပေမဲ့အဲ့လိုမျိုးဖြစ်လာရင်ဆိုပြီးပြောတာဖြစ်ပါတယ်မိုရှိတကယ်လို့များနဲ့အိုခါနေကသက်ဆန်အာတာတုရှ်တဲမိုအများကြီးရှိမယ်ဆိုရင်တောင်းမှအများကြီးရှိမယ်ဆိုရင်တောင်းမှသူကတော့နောက်မှာ ဟိုညင်းနာမျိုးတွေလိုက်တာများတယ်ပေါ့နော်ဆွမ်းနာမုံတော့ဝခါဝနိုင်အဲ့လိုပစ္စည်းရောမဝယ်ဘူးငါမအကေလူမြတ်ပတ်စံနေအများကြီးရှိနာမှာအဲ့လိုကတော့မလုပ်ပါဘူးငါတကယ်လို့မြန်သူ့နေရာမှာငါသာဆိုရင်တော့အကေမြန်သူ့နေရာမှာငါသာဆိုရင်တော့သူ့ပြင်ချက်မှာမဟုတ်ပါဘူးဇာတိဖြစ်ပေါ့နော်ဒီမူရှင်လေးကတော့အရင်ကြီးမှတ်စရာတော့မရှိပါဘူးကဲအဲ့ဆိုနောက်တစ်ဆက်သွားမယ်နော်နောက်တစ်ခုကကြတော့ခုတ္တုအုပ်စုဒီမှာလဲခုတ္တုအုပ်စုကတော့၄ခုထက်လာမယ်ပေါ့နော်ပထမတစ်ခုကခုတ္တုနိစုတို့ ရှိမှာတော့ buffer ban နိုင်ပေါ့နော်ခို့တော်နီစုစုဆိုလို့ရှင်တော့ဝါတရှိတို့ကိုကိုတိုင်းဆုံးဖြတ်ပြီးတော့လောက်တာမျိုးတွေပြောတာ ကိုကိုတိုင်းဆုံးဖြတ်တာမျိုးခုတ်တော်နေစုလို့ရှိတယ်ခုတ်တော်နေနာလို့ရှိတယ်စုလို့ရှီမဆိုမှာတော့ကိုကိုတိုင်းဆုံးဖြတ်ပြီးတော့လောက်တာနာလို့ကအဲ့လိုမျိုးဖြစ်လာတယ်ဆိုတော့သူများကြောင့်အခြားကြောင့်ကြောင့်ကြောင့်ဒီလိုမျိုးလောက်ဖို့ဖြစ်လာတယ်ပေါ့နော်ကိုဆုံးဖြတ်ချက်ကြောင့်မဟုတ်ဘဲနဲ့အခြားကြောင့်ရင်တစ်ခုခုကြောင့်မလို့ဒီလိုမျိုးလောက်ဖို့ဖြစ်လာတယ်ဆိုပြီးပြောချင်းကြတော့ခုတ်တော်နေနာလို့တောင်းပါမယ်အဲ့တော့ရှီမတောင်းမဲ့ဖောင်နေအတူတူပဲ bad group banana ဒီလိုလောက်ဖို့ဖြစ်လာတယ်ဒီလိုမလောက်ဖို့ဖြစ်လာတယ်ဒီလိုလောက်ဖို့ဆုံးဖြတ်တယ်ဒီလိုမလောက်ဖို့ဆုံးဖြတ်တယ်ပေါ့နော်အဲ့တော့စုလို့ပြောလို့ရှိရင်ကိုကိုတိုင်းရဲ့ဆုံးဖြတ်ချက်နဲ့လောက်မှာနာလို့လို့ပြောရင်သူများရဲ့အကြောင်းကြောင့်ကိစ္စရဲ့ တည်ကြမလို့ဒီလိုမျိုးလုပ်ဖို့ဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောမှာဖြစ်ပါတယ်။ဒါပါခိုးတဲ့ဇူဝနိုင်ခွတ်တော်နိစ္စတဆီလီမတောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ခီယိုနီအာယူရီယက်ပဲဒီအာ new insulu ခွတ်တော်နိနာရီမတ်တာအစီအုံတက်ဖို့ဖြစ်လာခဲ့ပါတယ်။ဒါသူကိုယ်တိုင်ဆုံးဖြတ်တာမဟုတ်ဆရာဝန်ကစီအုံတက်ရမယ်ဘာညာတာတကာကြောင့်သူတို့စီအုံတက်ဖြစ်ဖို့ဖြစ်လာတယ်ပေါ့နော်။အဲ့လိုမျိုးကိစ္စရပ်ဒီမှာသုံးပါပါ။နောက်တစ်ခုကကြတော့ခွတ်တော်ဝါနိုင်ခွတ်တော်ဝါနိုင်ကကြတော့လေရှေ့က birthday က9 found နေ9ခွတ်တော်ဝါနိုင် nine ဆိုတော့မဘတ်တာကွာမဘတ်တာတော့မဟုတ်ဘူးမလုတ်တာတော့မဟုတ်ဘူးပေါ့နော် nine ခုတော် nine nine လို့ပြောရင်အကုန်ပါအကုန်ပါမယ် buffle nine eh တဲ့လဲ nine nine eh တဲ့လဲ nine noun ဆိုရင်လဲ nine noun ဆိုရင်လဲ nine ဖောင်ပြောင်းမယ်ပေါ့နော်ခုတော် nine မဘတ်တာတော့မဟုတ်ဘူးမလုတ်တာတော့မဟုတ်ဘူးအဲ့လိုမျိုးကြီးကမလုတ်တာတော့မဟုတ်ဘူးဒါပေမဲ့လုတ်လာလို့ဆိုရင်လဲမဟုတ်ပြန်ဘူးပေါ့နော်ပြောချင်တာကတော့50 50လို့ပြောရမှာပေါ့ င်မယ်ဆိုရင်ဝတ္တရှိ relation ပြမယ်ပေါ့နော် ခရိုင်ရော်ရီဝဒါပေရာရဲ9ခုတော်ဝ9ခေတို့ဒီစက်တေဟင်းလျာတွေကိုမစားနိုင်တာတော့မဟုတ်ဘူးပေါ့နော်မစားနိုင်တာတော့မဟုတ်ပေမယ့်အာမရစ်ခိကြနိုင်သိပြီးတော့မကြိုက်ဘူးမစားဘူးလားဆိုရင်လည်းမဟုတ်ဘူးစားလားလို့ပြောရင်လည်းသူ့အနေနဲ့အဲ့ဒီအခြေအနေကိုလုပ်ဖို့ကတော်တော်လေးခက်ခဲတယ်ဆိုပုံစံမျိုးပေါ့အဲ့လိုခြေနေမျိုးမှာဆိုတော့ဝတ္တရှိတို့ခုတော်ဝနိုင်လေးကိုတောင်းမှဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ buff နဲ့နောက်က buff နဲ့အတူတူပဲရှိရ buff root ဆိုရင်နောက်ကလည်း buff root bath ခုတ်တော်ကဒီကိုရဖြတ်ထားမှာနော်ဒီရှင်မပါဘူးဒီမှာပါတော့လို့အဲ့တော့ bathroom ခုတ်တော်က bathroom ကဒါမှမဟုတ် e ခုတ်တော်က e ခဲတဲ့တော့ဝင်ကြိုက်တာပြောပေါ့ကားဖြစ်ဖြစ်ခဲတဲ့လို့ဖြစ်ဖြစ်ဒီလိုမျိုးဘတ်တဲကိစ္စကတော့ဘတ်ပေမဲ့ဘတ်တာကတော့ဘတ်ပေမဲ့လောက်တာကတော့လောက်ပေမဲ့တိတ်ပြီးတော့အချိုက်ကြီးလည်းမဟုတ်ဘူးပဲကျွန်တော်တော့ငါအဲ့ဒီဟာကိုလေစားတာတော့စားပေမဲ့ရန်ကြီးချက်တာမျိုးတော့လည်းမဟုတ်ပါဘူးစားတော့စားတယ်ဒါပေမဲ့အချိုက်ကြီးလည်းမဟုတ်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်အိုစာခဲဟိုနော်မှုခုတ်တော်ကနော်မှုခဲ ခဲ့တဲ့တို့အရက်တောက်တာကတော့တောက်တောက်ပေမဲ့အာမရီစုခိကြနိုင်သိပြီးတော့မတောက်ဘူး ပြောချင်တာတော့ဒီ grammar pattern 3နဲ့4မှာနည်းနည်းလေးမှတ်ဖို့ခက်တယ်ခုတူဝ9ခုတူဝ9ကိုပြန်ပြောရလို့ရှင်ဝတ္တရှိတို့မလောက်တာတော့မဟုတ်ဘူးတစုံတစ်ခုကိုမလောက်နိုင်တာမဖြစ်နိုင်တာတော့မဟုတ်ဘူးဒါပေမဲ့လည်းလှုပ်ဖို့အတွက်ကလည်းမလွယ်ကူဘူးဆိုတဲ့အခြေအနေမျိုးမှာသုံးတယ်ဒီ batch ကတော့ဘတ်ပေးမယ်ဆိုတာကတခုခုကိုလှုပ်ပေးမယ်သူ့မှာအခြားချင်းချက်အကန့်အသတ်ရှိရဲဆိုတဲ့သဘောပေါ့နော်စားတာကတော့စားပေးမယ်ဟာတိတ်ပြီးတော့လည်းမစားဘူးပေါ့နော်တစ်ခွက်လောက်တောက်တာကတော့တောက်ပေးမယ်ငါတစ်ဘူးလောက်ပဲနှစ်ဘူးလောက်ပဲတောက်တယ်ပေါ့အများကြီးမတောက်နိုင်ဘူးအကန့်အသတ်ရှိရဲသူ့မှာ ချွင်းချက်ရှိရဆိုတဲ့အနေနဲ့ပြောချင်ကြတော့ဒီခုတော့ကခဲတဲ့သူတွေတုံးတယ်အာမလောက်တာတော့မဟုတ်ဘူးလောက်ဖို့ကလည်းခက်ခဲတယ်ဆိုရင်တော့9ခုတူက9ကိုတုံးတယ်ပေါ့ဒါလောက်ဆိုတော့ရမယ်ထင်ပါတယ်နောက်တစ်ခုကကြတော့2ခုတို့အုပ်စုတို့ခုတို့ကကြတော့မှတ်စရာ2ခုပါတယ်ဘက်တာ2ခုတို့ဘက်တာ2ခုတို့ကကြတော့ဝတ္တရှိတို့ဘက်ကြည့်လိုက်တဲ့အခါပေါ့နော် ဘာဒီရှိလို့ရှိမှာတော့ငါ N4 တော့ငါတင်ခဲ့ရတယ်ဘတ်တတခုလို့ဘတ်တတခုလို့ဆိုပြီးတော့တင်ခဲ့ရတယ်လေဘတ်တတခုလို့ဖက်ပြီးကစားအဲတခုခုလှုပ်ပြီးကစားဆိုပြီးတော့တင်ခဲ့တယ် N4 မှာတော့ဒီမှာတော့ဘတ်တတခုလို့ကဘက်ကြည့်လိုက်တဲ့အခါဒီလိုမျိုးလှုပ်ကြည့်လိုက်တဲ့အခါမှာမှနောက်မှတိလာရတယ်အချောင်းရင်နေတိလာရတယ်ဆိုပြီးတော့ပြောရင်သုံးတယ်သူကတော့စာချောင်းတစ်ခုကိုဆက်တဲ့ပုံစံမျိုးနဲ့သုံးတော့ဒီလိုမျိုးပေါ့နော်ဒီနောက်ကစာချောင်းနဲ့ဆက်တဲ့အခြေအနေမျိုးမှသုံးတယ်ဘက်ကြည့်လိုက်တဲ့အခါဒီဒီမှာဆိုရင်ဟာကအီတိုင်းတော့တဲ့ဟိုင်ရှာနိအီတတခုလို့ သွားနာနေရတဲ့ကြောင့်မလို့သွားဆရာဝန်ကိုသွားကြည့်လိုက်တဲ့အခါမှာပဲသွားဆရာဆင်ဝင်သွားကြည့်လိုက်တဲ့အခါမှာပဲဟီတိုရီမူရှိပါနိနတဲ့အီရူတို့အီဝါရတဲ့ဒီမျိုးကြောက်ဆရာကောင်းနဲ့သွားပို့စားတာတွေဖြစ်နေပြီလို့ပြောပြောခင်ရတယ်ဗောနောပြောပြောတယ်ဗောဆရာဝန်ကအဲ့လိုမျိုးပြောတာဖြစ်ပါတယ်ဒီလိုမျိုးလှုပ်ကြည့်လိုက်တဲ့အခါမျိုးမှာနောက်မှာတိလိုက်ရတဲ့ကိစ္စရတွေကိုပြောချင်တဲ့အခါမျိုးမှာဘတာတိုကူရိုကိုသုံးပါမယ်နောက်တစ်ခုကကျတော့ဘဲရူတိုကူရိုတတ်တာဘဲရူတိုကူရိုဒါတာကကျတော့ဘက်တော်မလို့ ဘတ်တော့မလို့ဒါအကြလေးဖြစ်ဖို့နည်းနည်းပဲလိုတော့တာဖြစ်လာလို့ပြောရင်မဖြစ်ဘူးမှငါနောက်ကြတော့မလို့အဲငါတော်သေးရဲ့ပြုတ်ကြတော့မလို့ငါတော်သေးရဲ့ကတိုက်ခံရတော့မလို့ငါတော်သေးရဲ့ယထလွတ်သွားတော့မလို့လွတ်သွားလို့ပြောရင်လွတ်သွားလာလို့ပြောရင်လည်းမလွတ်ဘူးကွာဖြစ်လာလို့ပြောရင်မဖြစ်ဘူးဖြစ်တော့မယ်ဆဲဆဲဖြစ်ဖို့နည်းနည်းပဲလိုတော့တယ်ဆိုတဲ့အခြေအနေမျိုးတွေဆိုရင်ဘရုတိုကိုရိုဒတာကိုသုံးပါမယ်မော့စကိုရှိတဲ့မလေးချီကိုကူဆူရုခိုတိုဒတာမလေးနေနေတာဆိုရင်နောက်ကြတော့မလို့အဲအဲ့လိုမျိုးပြောတာဖြစ်ပါတယ် အဲ့ဒါတော့တခုလိုနှစ်ခုပါပတ်တတခုလိုဆိုရင်ဗတ်ကြည့်လိုက်တဲ့အခါတခုခုကိုလုံးကြည့်လိုက်တဲ့အခါနောက်မှသိလိုက်ရတဲ့ကိစ္စရပ်တွေကိုပြောရင်တော့မယ်ဘယ်လိုတခုလိုတတကကြတော့တခုခုဖြစ်တော့မလို့ဒါပေမဲ့ဖြစ်လာလို့ပြောရင်မဖြစ်ဘူးအဲ့လိုမျိုးပြောတဲ့ချင်းနေမျိုးမှတော့ပါတယ်နောက်တစ်ခုကကြတော့ဝါခဲအုပ်စုဝါခဲအုပ်စုမှာတော့၄ခုပါပါတယ်ရှင်ဝါခဲအုပ်စုပထမတစ်ခုကဝါခဲတာ ဝါခဲတာရှိရပြောတဲ့ form နဲ့မပြောတော့ဘူးเนาะဒီဒီတာလေးတွေပြောလိုက်တော့မယ်ဝါခဲတာဝါခဲတာကကြတော့ဖြစ်မှာပေါ့အဲ့လိုဖြစ်မှာပေါ့အဲ့လိုဖြစ်တာမဆမ်းဘူးចောင်းသားဆိုမှာတော့စကြရမှာပေါ့စကြရတာမဆမ်းဘူးစာမလုံးမှာတော့စာမွေးကြမှာပေါ့အဲ့လိုမျိုးကြရဲဆိုတာမဆမ်းမှုစက်တပြင်းပေါ့နော်ဖြီယိုဖြစ်စင်နေအဲ့လိုမျိုးဖြစ်တာမဆမ်းမှုဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်တဲ့အခါမျိုးမှာတော့ဝတိဟီယိုကဝါခေတာလေးကိုသုံးပါမယ်ဒီမှာဆိုလို့ရှိရင်အဆွေဝါခေတာပူမှာပေါ့ခီယွန်းကဆန်ဂျူရော့တိုမိုအာရူပေါ့နော် အပူချိန်က36တိတောင်ရှိတာပူမာပေါ့မလီပူလိုက်တာဟဲပူမာပေါ့အပူချိန်ရလဲကြီးလိုက်အောင်ဒီလောက်တောင်မှရှိနေတာကိုဒါပူတာမဆမ်းဘူးဆိုတဲ့အခြေအနေမျိုးနဲ့ပြောရင်၃နေပေါ့နောက်တစ်ခုကကြတော့ဝါခဲဒေဝနိုင်ဝါခဲဒေဝနိုင်ကကြတော့ဒီရှိတို့ဒေဝနိုင်ဆိုတာဂျာနိုင်နဲ့အတူတူပဲလေအဲ့လိုမဟုတ်ပေမဲ့မဟုတ်ပေမဲ့အာလေနာမှာဘူးဆိုတာဘာပြောရလဲဆိုလို့ရှိရင်တရားရာဂိုင်းနှုံးကြီးမဟုတ်ပေမဲ့ အဲ့လိုမျိုးမဟုတ်ပေမဲ့ထောက်ခံလာလို့ပြောရင်လည်းမဟုတ်ဘူးကွယ်ငင်းလာလားဆိုလို့ရှင်လည်းမဟုတ်ဘူးပြောချင်တာတော့တရားရဂိုင်းတော့အဲ့လိုမဟုတ်ဘူးဒါပေမဲ့လေဟိုမထောက်လဲမထောက်ခံဘူးမငင်းလဲမငင်းဘူးဆိုတဲ့အခြေအနေမျိုးကိုပြောချင်တဲ့အခါမှာ walk ဲ dewa nine ကိုတော့မယ်ဒီမှာဆိုရင် kidai na walk ဲ dewa nine ကအာ kidai na kidai na ဆိုမုန်းတာပေါ့နော်မုန်းတာတော့မဟုတ်ပေမဲ့အာ မုန်းတာလားလို့ပြောရင်မဟုတ်ဘူးမကြိုက်တာလားလို့ပြောရင်လည်းမဟုတ်ဘူးဒါပေမဲ့တိတ်လေမစားပြဘူးပေါ့နော်အာနီကူအာနီကူကအာမနီဒါပေမဲ့ဒီအသားအသိပြီးတော့မစားပြဘူးတရားရာခိုင်နှုန်းကြီးညင်းဆိုလားလို့ပြောရင်လည်းမဟုတ်ဘူးထောက်ခံတာလားလို့ပြောရင်လည်းမဟုတ်ဘူးဆိုတဲ့အခြေအနေမျိုးဆိုလို့ရှိရင်ဝါခဲတယ်ဝါနိုင်နောက်တစ်ခုကကြတော့ဝါခဲကနိုင်ဝါခဲဝါနိုင်ဝါခဲကနိုင်ဝါခဲဝါနိုင်ကကြတော့ဆရာအကြောင်းမရှိဘူးဒါကကြတော့100%ဝင်နေတာနင့်လိုလိုမျိုးကိုလေးပြန်ချစ်စရာအကြောင်းကိုမရှိဘူး ဟဲစားမမလို့တော့အဲ့ကောင်ဆောင်းမွေးအောင်စရာအကြောင်းကိုမရှိဘူးတရားရာခိုင်တော့ညင်းတာအဲ့လိုမျိုးဆိုရင်တော့ဝါခဲကနိုင်ဝါခဲဝါနိုင်ခရီဝါတဲ့ကောင်လေးကစွန်းနာခွတ်တော်ကိုစုလို့ဝါခဲကနိုင်ကောင်လေးကအဲ့လိုကိစ္စလုပ်စရာအကြောင်းကိုမရှိဘူးဒါသူကောင်းကောင်းသိနေရပေါ့နော်ကောင်းကောင်းသိနေရအဲ့လိုကိစ္စမျိုးအဲ့လိုမျိုးအလုပ်ကိုသူလုပ်စရာအကြောင်းကိုမရှိဘူးသူ့အနေနဲ့ကတော့ကြစရာအကြောင်းအောင်မရှိဘူးဒီလောက်စကြိုးစားနေမှာတော့ပေါ့အဲ့လိုမျိုးဖြစ်နေတဲ့အခါမျိုးမှာဝါခဲကနိုင်ဝါခဲဝါနိုင်100%လုံးဝညင်းတာ ောက်တစ်ခုကကြတော့ဝါခဲနီဝါဤကာနိုင်ဝါခဲနီမူဤကာနိုင်ဒါကကြတော့မလုံနိုင်ဘူးကိုလုံးချင်တောင်လုံးလို့မရဘူးငါမလေးနားချင်တောင်နားလို့မရဘူးဆောင်မွေးနာနီးနေပြီအိတ်ချင်တောင်အိတ်လို့မရဘူးစာမလုံးချင်တောင်စာမလုံးလို့ရတော့မရဘူးအဲ့တော့မလုံးချင်တောင်မလုံးလို့မရဘူးဆိုတဲ့အခြေအနေမျိုးနောက်တစ်ခုကလုံးချင်တောင်လုံးလို့မရဘူးဆိုတဲ့အခြေအနေမျိုးတွေဆိုလို့ရှိရင်ဝါခဲနီဝါဤကာနိုင် ဝါကင်းနီမိုဤကနိုင်အောင်တော့ပါမယ်ဒီမှာဆိုရင်ဒိုင်းဂျီနာခိုင်ကီကအာရုခါရာအရေးကြီးတဲ့အစည်းအဝေးရှိရတဲ့ကြောင့်မလို့ရာစုံမဝါကင်းနီဝါဤကနိုင်နားကျင်တောင်နားလို့မရဘူးသူနားကျင်တောင်သူ့မှာနားလို့မရအောင်ဘာလို့လဲဆိုတော့အရေးကြီးတဲ့အစည်းအဝေးရှိလို့သူမပါရင်မဖြစ်ဘူးလေနော်အဲ့လိုမျိုးအခြေအနေမျိုးဆိုရင်ဝါကင်းနီမိုဤကနိုင်ဝါကင်းနီဝါဤကနိုင်အောင်တော့ပါမယ်နောက်တစ်ခုကတော့ဘာမှမသက်ဆိုင်တဲ့နှစ်ခုပါဘတ်ဒေးဟာဂျီမေတေဘတ်ဒေးဟာဂျီမေတေက ကိစ္စတစ်ခုခုကိုအဲ့လိုလှုပ်လိုက်တဲ့အချိန်ကနေစပြီးတော့နောက်မှသူပုံစံကြီးပြောင်းသွားတာပေါ့ဥပမာဝတ်သက်ရှိဆိုလို့ရှင်ရှိတယ်ဘရင်ကဂျပန်နဲ့နေလုံးဝလုံးဝမကြိုက်ဘူးဒါပေမဲ့ဒီဂျပန်စာကိုလေ့လာတဲ့အချိန်ကစပြီးတော့ဂျပန်တချင်းနေဆိုရင်သဘောကျလာတယ် enemy ကတော့ခုချိန်ကြီးမကြိုက်ပါဘူးဒီဂျပန် drama တွေဆိုရင်သဘောကျလာတယ်အဓိကတော့ဝတ်သက်ရဲ့တချင်းရဲ့ drama ရဲ့ အာနားထောင်လာကြည့်ပြတာများတာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလှုပ်တဲ့ချိန်ကနေစပြီးကိုယ့်ရဲ့အတွေးအမြင်တွေကလုံးဝပြောင်းလဲသွားတာအဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်ဘက်တီဟာဂျီမေတဲကိုသုံးမယ်ဒီမှာဆိုရင်နီဟွန်ဂိုဘင်ကျိုရှိတဲ့ဟာဂျီမေတဲဂျပန်စာအုပ်လေ့လာတဲ့အချိန်ကနေစပြီးတော့နီဟွန်သောဒိုရမ်မာကဆုကီနီနာတာဂျပန်ရဲ့ဒီဒရမာတွေကိုသဘောကျလာခဲ့လေပေါ့နောက်တစ်ခုကကျတော့ဥချီဥချီကကျတော့အချိန်အတော်တွင်မှာအချိန်တော်တွင်မှာဆိုတာအဲ့ဒီအချိန်အတော်တွင်မှာမပြောင်းဘယ်လိုပြောရမလဲ ဒီနောက်မှာပေါ့နော်မပြောင်းလဲသွားတာအဲ့အချိန်တော့တင်မှာမပြောင်းလဲတဲ့အတော့တင်မှာပဲကိစ္စတစ်ခုခုအပြည့်သက်လုံးရမယ် ီးအောင်လုပ်ရမယ်ဆိုတဲ့အခြေအနေမျိုးဆိုရင်ဒီဥချင်းမျိုးတော့မှာဝတကြီးအိုက်တော်ကတင်ငယ်တော့တောင်ပြောပါသေးတယ်မိုးရွာတော့ရေခန့်မိုးရွာနေတော့မိုးရွာတာမရက်သေးတဲ့အချိန်တော့တွင်မှာကိစ္စတစ်ခုကိုပြီးအောင်လုပ်တာမိုးရွာတော့ရေခန့်လာတာတော့ဘိုင်းနေဆိုပြီးညီမစကပုံလေးနဲ့နားလေးအောင်ရှင်းပြခဲ့တယ်ဥချင်းရဲ့သဘောကလည်းအဲ့လိုပဲကိစ္စတစ်ခုကမပြောင်းမလဲခင်အချိန်တော့တွင်မှာပြီးအောင်လုပ်ရမယ်အပြည့်တက်ရမယ်ဆိုတဲ့ပုံစံမျိုးကိုပြောချင်တဲ့အခါမှာဥချီဆိုတဲ့ဟာကိုသုံးပါမယ်ဒီမှာဆိုရင်အခါရူဤဥချင်းနီအာလင်းနေတဲ့အတော်တွင်မှာပြောချင်တာတော့မမောင်ငင်အချိန်တော့တွင်မှာခိုက်တဲ့ခင်တော့ဆိုင်အင်ကိုပြန်ခဲ့ပေါ့ ဟုတ်တယ်ရှင်ဆိုရင်ရှိရမလားဟဲ့မုံမချုပ်စင်းနေနော်မုံမချုပ်ခင်အိမ်ပြန်ခဲ့နော်အာအမေဆိုရင်အဲ့လိုမျိုးပြောရလေအဲ့တော့အခုလည်းအဲ့လိုပဲဟိုတချီတို့ GLPT ဆောင်မဖြစ်ဖို့အချိန်ရှိသေးတယ်အဲ့တော့အချိန်ရနေတဲ့အတော်တွင်ပါပဲအခွင့်ရရနေတဲ့အတော်တွင်ပါပဲဟိုတချီတို့စူးစမ်းရမယ်လीနော်အဲ့ဒီအခွင့်ရကိုအတွက်အာရှိနေတယ်လို့ပြောလို့ရသေးတယ်ဆောင်မပြီးတော့ရတော့ဒါနောက်ထပ်ဖြစ်ဖို့ဆိုရင်ဆက်နှစ်လပိုင်းမှာဖြစ်ရတော့မှာလीဒီဒီလိုပြောတော်တွင် ပြင်ဆင်ခွင့်ရနေတဲ့အတော်တွင်ဒီအချိန်တော်တွင်ပါပဲဟိုတချီတို့ဟိုရအောင် တက်နိုင်ဆုံးပြင်ဆင်ကြမယ်နေစဉ်ရက်ဆက်ပေါ့နော်အလုံးလုံးစာလုပ်ရရင်ဆေးရက်ဆိုတာအာနာကုန်ပါပဲနောက်ထပ်လုတ်เสียဆေးရက်ကအဲ့ဒီဆေးရက်တော့ဒီမှာမရှိလို့ဟာတုံခွန်ဆိုင်ဂျူစာကြမယ်လေနော်โอเคဟုတ်ပြီနောက်တစ်ခုကကျတော့စကက်ဆက်အုပ်စုစကက်ဆက်အုပ်စုဆိုတာဒီမှာတော့စာကြောင်းတစ်ကြောင်းနဲ့ဆက်တဲ့စကက်ဆက်၃ခုရှိမယ်ဆိုရီတိုဒါမှမဟုတ်အတိုဆိုရီတိုနဲ့အတိုကကျတော့နောက်ထပ်ဓာတ်အပြင်ပေါ့နော်အကြောင်းအရာတစ်ခုကိုထပ်ပေါင်းပြီးတော့ပြောချင်တာထပ်ပေါင်းပြီးပြောရဲဆိုတာဒါဘယ်လိုပြောမလဲတော့ဒါပြင်ဒါလေးရှိသေးတယ် အဲ့လိုမျိုးပုံစံမျိုးနဲ့ပြောချင်တဲ့အခါမျိုးမှာဆိုလီတိုအတိုကိုသုံးမယ်ဒီမှာဆိုရင်ခေကီယိုခိုင်မရှတာကေမဝဲကေရဲဆိုလီတိုအဲ့ဒါအပြင်အိုင်စကရီမူအာရီမတ်ဒီအိုင်စခရီးလေးရှိရပေါ့နော်ဒါအပြင်ဒါလေးပဲရှိသေးတယ်ဆိုတဲ့ပုံစံမျိုး ဆိုရီတူရဲ့နောက်မှာမိုးလေးထည့်လိုက်တယ်ဆိုရီတူမိုးလို့ပြောရင်တော့ဒါမှမဟုတ်အဲ့နှစ်ခုမရောပါနဲ့နော်ဆောင်းမွေးမှာတခါတည်းလေအဲ့လိုနှစ်ခုရှင်မေးလာခင်ဘုရားဒါမှမဟုတ်လေဘုရားနောက်ထပ်လည်းဖြစ်နေမှာဆိုရီတူမိုးဆိုရင်တော့မိုးလို့ပါရင်တော့ဒီကြီးတို့ငငယ်ရမှတ်ခဲ့လေအော်ငငယ်ရတော့ဖြစ်ကောင်းပြီ level နေတော့မှတ်ခဲ့လေမိုးလို့ပါရင်ဘာဖြစ်ဖြစ်အာနန်းတူမိုးဟာတည်မလားအကျဉ်းချင်းဘသူမဆိုးလို့ဆက်တဲ့ပြင်အဲ့လိုမျိုးပြောခဲ့တယ်မလားဒီမှာဆိုရင်တော့ဒါကကျတော့ဒါမှမဟုတ်ပေါ့နော်ဆိုတိတုံမိုးဆိုရင်ဒါမှမဟုတ်တခုမဟုတ်တခုအော်နေသွားတူတယ်ပေါ့နော် ခိုဟီနီရှိမတ်စကကော်ဖီလားဆိုရီတိုမိုဓမ္မမလို့ရှင်အိုချာနီရှိမတ်စကလက်ဖက်ရည်လားကော်ဖီတောင်းမလားလက်ဖက်ရည်တောင်းမလားတခုတွေနှစ်ခုတွေကတခုယူရမယ်ပေါ့နော်။အော်ဆိုလဲပုံစံမျိုးနဲ့ပြောချင်တဲ့အခါမျိုးမှာဆိုရင်နော်ဆူလီတုံမို့တုံးပါမယ်။နောက်တစ်ခုကကြတော့ဆွနိုးဦးရယ်ဆွနိုးဦးရယ်ကကြတော့ဓာအပြင်ဒါမကဒီကိစ္စရဲ့တခုခုကကောင်းတာဆိုရင်ဒီကောင်းတာတာနဲ့မကနောက်ထပ်ကောင်းတာလည်းထက်ရှိသေးတယ်။ဆိုးတာဆိုရင်လည်းဒီဆိုးတာဒါမကနောက်ထပ်လည်းထက်ရှိသေးတယ်။ဒါရင်မဟုတ်သေးဘူး။နောက်မှထက်ရှိသေးတယ်ဆိုတဲ့ပုံစံမျိုးကိုပြောချင်တဲ့အခါမျိုးမှာဆွနိုးဦးရယ်ကိုတုံးပါမယ်။ခွန်နိုမီ မိစေပေါ့နော်ဒီဆိုင်ကရော်ရီဝါအိုရှိဟင်ရီကအရသာရှိတယ်ဆိုတော့ဝဲဒါအပြင်ဒါသမကအာနေတမ်းမော်ရဆူဈေးလဲချူလဲပေါ့ဒါကတော့မတရှိတို့စကားစအုပ်စုဖြစ်ပါတယ်နောက်ထပ်ဆက်သွားမယ်နော်အဲ့တော့မတရှိနောက်ထပ်ဆက်သွားဖို့ရဘာပြောမှလဲဆိုလို့ရှိရင်ဒါကြီးအကောင်လုံးပတ်တန်နေအကောင်လုံးယူကြမှာပေါ့နော်နောက်ထပ်ဆက်သွားဖို့ဗတရုတ်ဒီမှာဆိုလို့ရှိရင်ဘူအုပ်စု၄ခုရှိတယ်ပြန်ချုပ်မှာပေါ့နော်ဘူအုပ်စု၄ခုက cash table ကက်စတက်နိုင်ဘယ်တော့မှဘူးမာတာကိုနိုင်လုံးဝဘူးပြီးလို့ရှိရင်စကိုရှိမို့နိုင်နည်းနည်းလေးမှဘူးမေတာနေနိုင်မရှိသလားလောက်ခဲလာတဲ့ဆိုတဲ့အခြေအနေမျိုးတွေအကယ်၍အုပ်စု၃ခုရှိတယ်မိုရှိမိုရှိမို့မိုရှိအာတုတ်တဲ့မို့အာအကယ်၍ဒီလိုမျိုးသားဖြစ်ခဲ့ရင်ဆိုတဲ့ပုံစံမျိုးနဲ့ပြောင်းပြောင်းတွေးတဲ့အခါမျိုးမှာဆိုရင်မိုရှိတနာရဆိုပြီးသုံးတယ်အဲနောက်တစ်ခုကကြတော့ဝတ္တကြီးတို့မိုရှိမို့သူ့ရဲ့ အာပို့ပြီးတော့လေးနဲ့လည်းအသုံးဆိုလို့ရှိရင်မိုးရှိမိုးရှိမယ်နောက်တစ်ခုမိုးရှိကိုတုတ်ရှိတဲ့မို့အသုံးလို့ရှိရင်တော့အကယ်၍ဒီလိုမျိုးဖြစ်ခဲ့ရဆိုရင်တောင်မှဟိုဘယ်လိုပြောရမလဲလက်တွေ့မှာတော့ဖြစ်နိုင်ချင်နေတယ်ဒါပေမဲ့ဖြစ်လာလေခဲ့ရင်ဆိုတဲ့ပုံစံမျိုးနဲ့သုံးလို့ဆိုရင်လေဝတ္ထုတို့ဒါလေးတွေသုံးလို့ရတယ်ပေါ့မိုးရှိလေးရတော့ဝတ္ထုရေတော့တိတ်ပြီးတော့ဟိုရွှေချေစရာမရှိလို့အရင်ကြီးအခြေတော့မရှင်းပြတော့ဘူးเนาะနောက်တစ်ခုကခုတ်တုပ်အုပ်စုခုတ်တုပ်အုပ်စုမှာ ၄ခုရှိတယ်။ပထမ၂ခုကကြတော့ကိုတုန်နီစုရုရဲ့နာရုရဲ့စုရုကကိုကိုရိုင်းဆုံးဖြတ်ပြီးတော့လှုပ်တာနာရုကသူများချောင်းမလို့လှုပ်ဖို့ဖြစ်လာတယ်ဆိုတဲ့ကိစ္စရပ်တွေမှာတော့နိုင်ခုတူဝါနိုင်နိုင်ခုတူဝါဆိုမှတော့မလှုပ်တာတော့မဟုတ်ဘူးမစားတာတော့မဟုတ်ဘူးမသွားတာတော့မဟုတ်ဘူးမလာတာတော့မဟုတ်ဘူးဒါပေမဲ့လဲပဲ နောက်မှအဲလိုမျိုးပေါ့နော်ချင်းချက်တည်းရှိတယ်ပေါ့အာနောက်တစ်ခုကကြတော့ခွတဝကခဲတဲ့တို့ခွတဝကခဲတဲ့တို့ကကြတော့ဘက်တာကတော့ဖတ်ပေမဲ့သူ့မှာ limit ရှိတယ်အကန့်အသတ်ရှိတယ်ဆိုတဲ့ပုံစံမျိုးတွေပြောချင်တဲ့အခါမျိုးမှာခွတဝကခွတဝခဲတဲ့တို့ဆိုပြီးတော့သုံးတယ်နောက်တစ်ခုကကြတော့တခုလိုအုပ်စုတခုလိုအုပ်စုကဘက်တာတခုလိုဖတ်ကြည့်လိုက်တဲ့အခါဒီလိုမျိုးလောက်ကြည့်လိုက်တဲ့အခါမှာနောက်မှာမှသိလာရတယ်ဆိုတဲ့ကိစ္စရပ်တွေပြောရင်သုံးတယ်နောက်တစ်ခုကကြတော့တခုလိုသတ္တဘက်တော်မလို့ဒါလေးကတော့ဒီဖောင်လေးတော့ရအောင်ချက်စီခြင်းနေပေါ့နော်ဘာသာရှိကဘက်တာတခုလိုဘဲရုတခုလိုသတ္တဆို ပြီးတော့ဘတ်တော့မလို့ဘတ်လာလုံးမင်းဖြစ်လာလုံးမင်းမဖြစ်ဘူးဖြစ်တော့မလို့နည်းနည်းပဲလူတော့ရယ်ဆိုတဲ့အခြေအနေမျိုးတွေမျိုးပြောရင်ဘတ်ရူတကိုရိုဒတာဆိုပြီးတော့သုံးပါမယ်။ဝါခဲအုပ်စုမှာ၄ခုရှိပါတယ်။ဝါခဲတာဖြစ်မှာပေါ့အဲ့လိုမျိုးဖြစ်မှာပေါ့အဲ့လိုဖြစ်တာမဆမ်းဘူးပူမှာပေါ့အပူချိန်နေရာဒီရောက်နေတာကိုပူတာမဆမ်းဘူးအေးမှာပေါ့စောင့်နေရတာကိုအေးတာမဆမ်းဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးတွေဆိုရင်သုံးတယ်။နောက်တစ်ခုကဝါခဲဒေဝါနိုင်ဝါခဲဒေဝါနိုင်က မဟုတ်ပေမဲ့ဘူး100%မဟုတ်ပေမဲ့ ထောက်ခံတာလည်းမဟုတ်ဘူးညင်းဆိုတာလည်းမဟုတ်ဘူးမုန်းတာတော့မဟုတ်ပေမဲ့အသိပြီးတော့လည်းမစားပြပါဘူးအဲပြီးကြနောက်တစ်ခုကကြဝါခဲကနိုင်ဝါခဲဝါနိုင်ဘက်စရာအကြောင်းမရှိဘူးဒါတော့100%ဝင်နေတာနင့်ကိုပြန်ပြီးတော့ကြိုက်စရာအကြောင်းမရှိဘူးဒါမှမဟုတ်လို့ရှင်လည်းအာကိုတိနေတဲ့ကောင်းကောင်းတိနေတဲ့လူတယောက်အကြောင်းဆိုရင်ငါကောင်လေးရလေးအဲ့လိုမျိုးကိစ္စလုပ်စရာအကြောင်းကိုမရှိဘူးလုံးမမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ခုတ်တုန်နေဝါဧကနိုင်ခုတ်တုန်နေမို့ဧကနိုင်က မလုံနိုင်ဘူးပေါ့နော်ကိုကလှုပ်ချင်နေရင်တောင်မှကိုကိုလှုပ်ခွင့်မပေးတဲ့အခြေအနေမျိုးတွေပြောချင်တဲ့အခါမျိုးမှာဝါခဲနီမို့ဤကနိုင်ကိုတောင်းမယ်ဝါခဲနီဝါဤကနိုင်ဟလာအရေးကြီးတဲ့စီဝေးရှိလို့နားလို့မရဘူးနားကျင်တော့နားလို့မရဘူးငါမှဆောင်းမွေးရှိသေးလို့အဲ့ချင်တော့အဲ့လိုမရဘူးစားလို့ရအောင်မယ်ပေါ့ နောက်တစ်ခုကဘာမှမသက်ဆိုင်နဲ့နောက်ခုဟာဂျီမဲတဲဗတ်တဲဟာဂျီမဲတဲဗတ်တဲအချိန်ကစပြီးတော့အဲ့ဒီအလိုလှုပ်လိုက်တဲ့အချိန်ကနေစပြီးတော့နောက်မှာအတွေးတွေအမြင်တွေပြောင်းလဲသွားတာအချိန်တွေပြောင်းလဲလာတာမျိုးလို့ပြောချင်တဲ့အခါမျိုးမှာဗတ်တဲဟာဂျီမဲတဲကိုသုံးပါမယ်ဥချီယာအတော်တွင်မှာအချိန်တွေတစ်ခုမပြောင်းမလဲခင်အချိန်တော်တွင်မှာခိစရက်တွေကိုအပြစ်သက်လှုပ်ရမယ်အပြစ်သက်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်ရင်ဥချီဆိုပြီးတော့သုံးပါမယ်နောက်တစ်ခုကတော့စကေဇာအောင်စု၃ခုရှိပါတယ်ဆိုရီတိုနဲ့အာတိုနဲ့အတူတူပဲ ဒါနောက်ထပ်ထားပြီးကိမော်ဝယ်ခဲ့တဲ့နောက်ထပ် ice cream လေးဒီရှိသေးတယ်ဝယ်ခဲ့သေးရဲ့ဆိုတဲ့ပုံစံမျိုးပေါ့ဆိုရည်သုံးမို့ဆိုရင်တော့တစ်ခုမဟုတ်တစ်ခု all ဆိုပြီးတော့နှစ်ခုရဲ့ခြွားရမှာဖြစ်ပါတယ်ကော်ဖီတောက်မလားဓမ္မမလို့ရှင်လက်ဖက်ရည်တောက်မလားဆောင်းမွေးဖြစ်မလားဓမ္မမလို့ရှင်ဆောင်းမွေးမဖြစ်ဘူးလားစသဖြင့်ပေါ့ကွယ်နော်နှစ်ခုတည်းကတစ်ခုယူရမယ် all ဆိုပြီးတော့ယူရမှာ အာဂိမ်းဆောင်ပါလားဓမ္မမောင်ရင်စာလုံးပါလားဆက်တဲ့ပြင်ဆိုနေတော့မို့နောက်တစ်ခုကကြတော့စုံနှုတ်ဦးရယ်စုံနှုတ်ဦးရယ်ကကြတော့ဓာတ်အပြင်ကောင်းတာဆိုရင်ကောင်းတာထပ်ပေါင်းနေဒီဆိုင်ကရတာလေးရှိရဲ့ဓာတ်အပြင်ဈေးလေးချိုတယ်သူကစာလဲတော်တယ်ဓာတ်အပြင်လှလဲလှတယ်ဆက်တဲ့ပြင်အဲ့လိုမျိုးအခြေအနေမျိုးတွေဆိုရင်တော့စုံနှုတ်ဦးရယ်ကိုတော့မှဖြစ်ပါတယ်ဒါကတော့ဝတ္တိကြီး week 6ကိုချုပ်ပေးခဲ့တာဖြစ်ပါတယ်နည်းနည်းလေးလည်းမြန်ကောင်းမြန်ပါလိမ့်မယ်မြန်နေဆိုရင်ကိုပါတာကိုစပီလီရှော့ပါအတက်နိုင်ဆုံးတော့ဝတ္တိကြီးကဗီဒီယိုဖိုင်အရင်ကြီးမရှိစေချင်တာရယ်ပြီးတော့အချုပ်ဖြစ်တဲ့ကြောင့်မလို့ရယ်အတူချုံလေးပဲမှတ်မိစေချင်တာပါ ော်ဘာလို့လဲဆိုတော့အချုပ်ဆိုမှာတော့အခြေတဝင်ကြီးရှင်းပြနေကြမလို့တော့ဘူးလीနော်အာလောလောကူကူနဲ့အချိန်ခဏလေးအတွင်းမှာပဲမျက်မြောင်လုတ်ပြရမှာဖြစ်တဲ့တကြမလို့အထက်နိုင်ဆုံးချုပ်ပြီးပြောတယ်မြန်မြန်ပြောသွားတယ်ပေါ့အာဒါပေမဲ့လည်းအရင်ကြီးနားမလဲလောက်တဲ့ speed မျိုးမဟုတ်ဘူးလို့တော့မျှော်လင့်ပါတယ်အားလုံးအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်တစုံတရာအာအမားတွေပါသွားခဲ့တယ်ဆိုလို့ရှင်လေစိတ်လောနေကြရဲ့ညာနေနေရတယ်ကြာမလို့တို့ကြီးခမမြန်လေးရရတာဖြစ်ပါတယ်ချစ်တဲ့စိတ်နဲ့နားလည်ပြကြမယ်လို့လည်းမျှော်လင့်ပါတယ် คถ้าสวยเนาะน่าจะน่าจะลบินาเมฟรีโ่รีวัดจีสีนะไลปาวเมช่นจะมาตอนนี้บายบายคุยสุมิ